ပြည်တော်ရဲ့ပထမဒုတိယတတိယသံဃာတော်အထိဟာထေရဝါဒအင်အားကအလွန်တန်ကြီးတယ်။ဆိုတော့အဲ့ဒီဟာရဲ့အလွန်ပေါ့ဗျာ။သရုတ်ထပင်သမအစရှိတဲ့ဒီတာနာကဲ230နောက်ပိုင်းခေတ်ကာလတွေမှာသာသနာအန္တရာယ်ပေါ်လာနိုင်သလားပေါ့။ဒါကိုလည်းမထင်မြင်ကြီးများစဉ်းစားတယ်။စဉ်းစားတဲ့အခါသာနာအန္တရာယ်ပေါ်လာနိုင်တယ်။အဲ့ဒီအခါကျရင်ဟုတ်ဒီအိန္ဒိယမှာဒါနာအာကောင်းအောင်မလားဆိုတော့အာမကောင်းနိုင်တော့အထူးသဖြင့်မေဇိမဒေတာမှာဒါနာအာမကောင်းနိုင်တော့မေဇိမဒေတာဟာအတောကမီနောက် 60ဆမြောက်မှာသာသနာလုံးလုံးကွယ်သွားတယ်ဖြစ်မင်းသမားတွေတော့အာဒကမင်းရဲ့သားဘာသာကြဖြစ်နေအဲ့သူ့ရဲ့သားကြတော့ဂျိမ်းဘာသာကိုကိုးကွယ်တယ်အဲ့ဆိုတော့တုံကခစ်ကိုရောက်လာတယ်အာဒကမင်း 60ဆက်မြောက်ကျတော့တုံကမင်းတက်လာတယ်ဒီပုံနာစစ်သူကြီးကအတော့ကမင်းဆက်ကိုဖြုတ်ချပြီးတော့တုံကခစ်ကိုလူထူအောင်နဲ့အဲ့ဒီမင်းလက်ထက်ကျတော့ဗြမနာဘာသာအာကြီးလာအာကြီးလာပြီးတဲ့အခါကျတော့မေဇိမဒေသမှာရှိတဲ့ဘုန်းကြီးတွေကိုခေါင်းတလုံးရရင်ဘလောက်ဆိုပြီးခေါင်းဖြတ်တတ်တယ်ဒါမေဇိမဒေသမှာရှိတဲ့ကျန်တဲ့ဘုန်းကြီးတွေနှိမ့်ထုတ်တယ်မသွားတဲ့ဘုန်းကြီးတွေကိုတတ်ပြစ်တယ်အဲ့ဒီမှာဗြမနာဘာသာကိုပြန်ပြောတော့နဲ့အတော့ကမင်းလက်ထက်ကပြင်းရက်ခဲ့တယ်ဘုန်းနေတာမတက်အောင်တာချင်းကချင်းမတက်အောင်ဆိုတဲ့ဟာတွေအကုန်ပြန်ပြီးတော့လုပ်ပြီးတော့အတ္တမေဒအစားရှိတဲ့ရစ်ပူစောတာတွေပါတယ်လုပ်တယ်ဗျသူလက်ထက်ကလည်းအလက်ဇန်ဒါဒီဂရိတ်တို့နဲ့ဒါစ စ်တွေပြန်ရတယ်ဆိုတဲ့ဟာကိုတွေ့ရတယ်သူကရစ်ပူဇော်တဲ့မြင်းတွေပါတွေလှုပ်လိုက်တယ်အဲ့ဒီမြင်းကိုဒါဒီသူ့ရဲ့အမေဩဇာခံမဲ့နိုင်ငံတွေကအဲ့ဒီမြင်းကြီးရောက်လာပြီဆိုရင်လက်ဆောင်ပန္နာတွေဆက်သားအဲ့ဒီမြင်းကိုဖမ်းပြီးတတ်တယ်ဆိုရင်အဲ့ဒီနိုင်ငံကသူ့ကိုစစ်ကြင်ရတာပဲအဲ့ဒီနိုင်ငံကသွားတိုက်အဲတုံကမင်းဆက်လက်ထက်ကအဲ့လိုနဲ့တပြို့တို့ဟာအတော်ကခေနောက်60နှစ်အနေနဲ့ပြောရင်တရားမပြည့်ခင်အတွင်းပါပဲမိသမဒေတာမှာထေရဝါဒက0ဖြစ်သွားတယ်0ဖြစ်သွားတယ်လုံးဝမရှိတော့မရှိဆိုရင်ရှိတဲ့ကိုတော်တွေတတ်ပြတယ်နှင်းထုတ်တယ်အဲ့လိုမျိုးတွေလောက်တာ အဲ့ဒီခက်မှာပဲရှိဝလိန်ကိုးွယ်တာပေါ့အဲ့ရှိဝလိန်ကိုးွယ်တယ်ကလည်းဒီနေ့ဆိုရင်ရှင်များတို့ဘောဓကရကိုကြွသွားတဲ့အခါမဟာစီတီရှိတယ်ဗျဘောဓိပင်ရှိမှာလက်ရှိကောင်းမှုတော်ကတော့ပထမတီတာကအသောကတီတယ်အခုပြန်ပြန်တတာမင်းတို့မင်းကြီးပြန်ပြန်တတာကိုးကလေးလောက်တောင်ကုန်တယ်လို့ပြောတယ်ဘောဓိပင်မဟာစီတီတဲ့ဝင်သွားတဲ့အခါဘုံပိတဖရာရှိတယ်အဲ့ရှစ်တဲ့တဲ့မှာရှိဝလိန်ကြီးကိုကိုးွယ်ထားတာယောက်ျားအင်္ကာကြီးပေါ့ဗျအဲ့ဒါနောက်ကြမှာရွတ်တော်ကတကယ်ကိုအမှုခင်းတွေကိုကဘာကဘာဒီရုပ်တီရောက်ပုံရပါတယ်အမှုခင်းတွေကိုကြာကြာနဲ့လုံပါအဲ့ဒီဟာကိုမဟန့်ဖုံးတော်ကြီး 也都是这样的，比着。 ဒီမဟန်ဘုန်းတော်ကြီးအခုမဟန်အကြောင်းတော်ကြီးရှိတယ်။နော်ဘိုးတော်မင်းတရားကြီးတို့ဆက်ရဲဘာလို့ကုသိုလ်ကောင်းမှုတွေအဲ့မှာကြောက်စာတွေရှိတယ်။နော်ကြောက်စာတော်ရုံရှိတယ်။အဲ့ဒါဆိုရင်အခုမဟန်ရဲ့အိမ်တို့ကအဲ့မှာပါသွား။နော်မင်းတို့မင်းကဇေယကြီးလူတရားရှိတယ်။အခုဆိုအဲ့ဇေယကြီးတွေကနွားချီတိုင်းနဲ့အဝတ်လန်းတဲ့နေရာတွေဖြစ်သွားတယ်။ဒါဒီဘိုးတော်ကရရနဲ့နီးနီးလေးပဲရှိတယ်။အဲ့ဒါဆိုတော့အဲ့ဒီကွင်ကြီးတစ်ခုလုံးကမဟန်အသိမ့်တာလား။ရောင်နာဘုန်းကြီးကအဲ့ဒါကအမှုခင်းလုပ်ပြီးတော့ဒီနေရာဟာဘုရားရဲ့အထိမ်းအမှတ်တွေပြေဝရှိတယ်ပြေဘုရားဘာသာနဲ့ပဲသက်ဆိုင်နေဆိုပြီးတော့ဒီပြေလို့ဘုရားဘာသာအဖွဲ့သီးဖွဲ့သီးပြီးတဲ့အခါပြန်ပြီးတော့အမှုခင်းနေတဲ့ ပြန်ယူมาတပြီတော့ရအဲ့လိုယူတဲ့အချိန်တော့ရှီဝါလိန်ရရှိသေးတယ်အဲ့ဒါအခုမှဖဲထုတ်တာပြီအဲ့ဒါကြီးကိုအခုအဲ့နေရာမှာအုပ်ထားတာအဲ့တော့ရှီဝါလိန်ကိုကိုတဲ့ခေနောက်တခါတပြီတော့တင်္ကရဏနယ်ကိုဖျားဖြင့်တော်ရင်နတ်ပြည်နေပြန်ကြွာလာတဲ့နေရာပေါ့အဲ့ဒါကြီးတော့တင်္ကရဏနယ်ကိုရောက်တဲ့အခါတော့တပြီတော့ကနေ့ပဋ္ဌာန်းပေါ့ဗျာမနက်မနက်ရှင်မြတ်ပူဇော်တဲ့ပဋ္ဌာန်းပိစုတ်ဒေသပါဠိတော်တို့ပါလို့ရှင်သာရိပုတ္တရာကသူတပြည်ကြီးကိုပြန်ဟောတဲ့ကျောင်းနေရာအခုဖြစ်ဒီကျောင်းနေရာကျောင်းဟောင်းရှိတယ်အုပ်ရိုးရှိအဲ့နေရာအခုရှင်သာရိပုတ္တရာရဲ့ကန္နကူဒီကျောင်းနေရာရှိဝလိန်တန်ကြီး ကိုးခဲ့တာပါအခုဆိုရင်အဲ့ဒါကြီးရရှိဘေးပတ်ပတ်လည်းကတော့နောက်ချီကုန်ကြီးပဲခြုံတော်ကြီးတွေပဲရှိတယ်အဲ့ဒါပြီးတော့အိန္ဒိယကိုရောက်သွားတဲ့အခါသာသနာထွန်းကားခဲ့တယ်မှာဟုံးမဟိုရလားလို့တောင်ထင်စရာရှိလောက်အောင်ရည်ရွယ်ချက်ရှိဖြစ်သီးခံရဒါပေမဲ့အာသောကမင်းကြီးရဲ့ခြေသွေးအရာအထိတ်အမှတ်တွေကအုပ်ရိုးတွေနဲ့အခိုင်အမာကြံခဲ့တာကိုတွေ့ရဒီနေရာဘာဘာဘာဆိုတဲ့ဟာတို့တိတိကျကျအာသောကမီကျေးဇူးများပါတယ်အဲ့တော့ရွေးရမနေ့အရှင်များတို့ပြောပြအာသောကကမအေက တာကေဝေဆက်သူယူထားတဲ့အသရိဘိဒါကလည်းတာကေဝေဆက်အဲဒါဆိုအာသောကဟာလည်းဘုရားမျိုးနွယ်ဆက်နဲ့သွေးပါတယ်လို့ပြောအောင်ပေါ့ဒါကြောင့်သူကလည်းအထူးပြုပြီးတော့မှတ်တမ်းတွေပြုကစုခဲ့တယ်။နောက်တစ်ခါအာသောကမင်းဟာမကြမကြဒီလုံမဏီကိုသွားသွားဖူးတာတွေပါတယ်။နောက်ဘောရကရာတို့ဖွားပွင့်ဟောဆံပေါ့ဗျာ တာဝေသရိယဌာနတွေကိုအာသောကမင်းသွားသွားဖူးတွေဟာကိုကြောက်စာအမှတ်တားတွေမှာတည်တည်ချာချာရေးထုတ်မှတ်တမ်းနေတာတွေ့ရတယ်။အဲဒါတွေပြီးတော့ကျင်မာမောဂလိဗုဒ္ဓတိတ်တအစီစဉ်နဲ့ကိုတိုင်ကိုဌာနသာနာပြုတော့မယ်။ကိုတိုင်ကိုဌာနသာနာပြုတဲ့ဂုဏ်စ်ကကျန်နေ꿰တာရှိပါလေဗျာတော်တော်များများကအာသောကမင်းနန်းတက်ပြီးတော့ဆက်ရှစ်နန်းတက်ဆက်ရှစ်မှာကိုတိုင်ကိုဌာနသာနာပြုဖြစ်တယ်ဘာဖြစ်လို့လဲအခုသူ့ရဲ့ตาသူ့ရဲ့ตาဗုဒ္ဓဘာသာကိုမကြည်ညိုတော့ဘူးဗြဟ္မဏဘာသာဖြစ်နေအဲ့သူ့ရဲ့ตาရဲ့သူ့မြည်ကြတော့ဂျိမ်းဘာသာကိုကိုးကွယ်နေပြီ အဲ့ဒါကြီးမြင်တဲ့ကအသောကအသေးကဏ္ဍမှာ96ခုတွေပဲရှိသေးတယ်သူ့လူကတင်ဟာပြည့်အောင်ဆိုပြီးလူတဲ့အခါကျတော့ရှင်ပြန်များအလုံးတီးပီးသားလဲဖြစ်မှာပါနော်တရားပြည့်အောင်လူ၄ခရေကျန်တာရွှေတိုက်တွေကဘန္နာတိုက်တွေကသွားထုတ်အဲ့၄ခရေကျန်တဲ့ဟာကိုတန်ဃာတွေကလှူဆိုတော့အဲ့သူမြည်ဖြစ်တဲ့ပုဂ္ဂိုလ်ဟာတမ္ပဝေတိမင်းသားလို့ထင်ပါတယ်ဗျာအဲ့ဆိုတော့အဲ့မင်းသားအာယူမခံတော့ဘူးအသောကအာနာသိန်းခံရတာဒီကဏ္ဍမှာသူမြည်ဂျိမ်းမာသာဝင်မြည်ရအာနာသိန်းခံရတာဒါကြောင့်အသောကအကြောင်းရေးတဲ့စာအုပ်ရှိတယ်ဥစနိတရေးတာလို့ထင်ပါတယ်ဗျာ တကွက်မှားတော်ကြာဆိုတဲ့စာအုပ်ရှိပါတယ်ရှင်ပြတို့ဖတ်ကြည့်ပါအတော်ကသာသနာကိုဖြန့်လွှတ်လိုက်တယ်ဒါကတော့ခုနပြောတယ်သာသနာဟာမိသမတိသားမှာအမကြခင်ကွယ်နိုင်နေဆိုရယ်ရှင်မမောဂလိဗုဒ္ဓတိတ်တာတို့ရဲ့အစုံးမတွေလည်းပါမယ်တင်နေပြဒါကြောင့်သာသနာကိုကဘာမှာဖြန့်ထည့်လိုက်တယ်သာသနာဖြန့်မိမဲ့သူ့ရဲ့မိဖုရားကြီးတွေထေရဝါဒကိုဗုဒ္ဓသာသနာကိုကြည်ကျူတဲ့မိဖုရားကြီးတွေကတော့ယန္နာတွေဖြစ်ကြတယ်သောတာပန်တွေဖြစ်ကြတယ်သူ့ရဲ့သာသမီတွေယန္နာတွေဖြစ်ကြတယ်တို့တော့မိဖုရားတွေကအများကြီးရှိထားကြတယ် အများကြီးရှိတာကတခြားမိဖုရားတွေကမွေးတဲ့သားတွေသမီးတွေမြီးတွေကိုကြတော့ဘုရားသာနာအဆုံးအမကိုအသောကမပေးနိုင်ခဲ့မပေးနိုင်ခဲ့တဲ့အတွက်အာသောကတေကန်ဋိကြရှင်ဖုရားတို့ဒါအသောကနဲ့တရားသွားတာအသောကနဲ့စပြီးတော့အသောကနဲ့တရားတဲ့မင်းကြီးလို့ပြောရမယ်ထင်ပါတယ်အေးဘယ်လိုကံကြမ္မာတွေကြောင်းတော့မသိဘူးပေါ့ဗျာဒါဆိုသူအာနာသိခံအာနာသိခံတဲ့ကမနေတာလေးကျွေးနေတယ်ပေါ့ဗျာရွှေပကံငွေပကံနေနဲ့ကျွေးတယ်အဲ့ဒီရွှေပကံတွေကိုလည်းလှူလိုက်ငွေပကံတွေလည်းလှူလိုက်တော့အိုးချမ်းပဲပဲရှိတယ်အဲ့ဒါတော့မထင်မြင်များကိုရှောက်ပြဖျားကြီးတော့ပိုင်တာတော့အိုးချမ်းပဲလေးပဲရှိတယ်အိုးချမ်းပဲလေး တပီတော့နောက်ဆုံးနေတဲ့လူတွေကဟောဒီမှာရှေရှားတိတုံးကိုဇီဝဖန်ကားတိပေါ့ဗျစေဖြစ်ငုံတဲ့ဒါလေးပဲရှိပါတယ်ဗျအဲ့ဒါလေးကိုရှင်ပြများစေဖြစ်သုံးပါဘုရားဆိုပြီးတော့ဒါဘသက်ထဲကနေပြီးတော့လှူခဲ့တယ်တဲ့သုဏဘုံမိကနှစ်ခုရှိပါတယ်ပထမသုဏဘုံမိကတရားမင်းကဆောက်ပေးတဲ့မြို့လို့ပြောပါတယ်တရားမင်းကဆောက်ပေးတဲ့မြို့မှာဓမ္မရစမင်းကိုသူ့သားကတက်ပြလိုက်တယ်ဓမ္မရဇမင်းကိုတတ်ပြတယ်တတ်တဲ့ဖြစ်စဉ်အားရှင်များတို့အစာတတက်ကဗိမိတာရကိုတတ်တဲ့ပုံစံတိုင်းတတ်တာထောင်တွင်းအကျဉ်းချပြီးတော့ဓာခွက်ပြီးတတ်တယ် ဒါကြောင့်ဒါကသူ့ရဲ့မိဖုရားကြီးကသွားသွားပြီးတော့သူသူဝနဝတိပေါ့ဗျာမိဖုရားကြီးကသွားသွားပြီးတော့ဒီဇပင်တို့ခန္ဓာကိုယ်ကိုတုတ်လိမ့်ပြီးတော့အာဟာရတွေသွားသွားကြည့်တဲ့အခါတော့အမေဘာအဝမခံဘူးအဲ့ကောင်အမေလို့တဲ့မိဖုရားကြီးကသူ့ရဲ့ဇပင်နဲ့သူ့လက်ဘကိုပြန်ဆွတ်ပြီးတော့ခြောက်နဲ့ခုံချပြီးတော့ကိုယ့်ကိုတတ်တည်သွားအဖေမင်းတယောက်လုံးတတ်တည်တယ်အဲ့ဒါဆိုတော့အဲ့ဒီမင်းလက်ထက်မှာဘာဖြစ်သွားလဲဆိုတော့ဒီသူ့ဝနဘုံမိကိုဆူနာမီလီကိုဖလိုင်းပေါ့ငလင်လုတ်တယ်မြေမြူတယ် ရေရေလွမ်းတယ်တို့လိုပြောတယ်အဲ့ဒါမျိုးလွမ်းပြီးတော့သုဝနာဘုံကြီးကပြတ်သွားတယ်အခုရှင်သောနာတို့ရှင်ဩဒရာတို့ရောက်လာတဲ့အခါမှာအဲ့ဒါကျတော့သူတမဝတီလို့ခေါ်ပါတယ်သူတမဝတီနဲ့လေသူ့ဒုံအဲ့ဒီကနေတထုံဖြစ်လာတယ်လို့ကျမ်းနေရာဒီလိုယူပါတယ်ပညာရှင်များဟုတ်လားအဲ့ဒါဒုတိယသုဝနာဘုံကြီးပြောပါတယ်အဲ့တော့ဒုတိယသုဝနာဘယ်ကနေရောက်လာလဲဆိုတော့မြမပြည်ကို ရှင်သောနာတို့ရှင်ဩဒရာတို့က ။ဒါရေချောင်းအောင်နေရောက်လာတယ်။အိန္ဒိယနဲ့မြန်မာပြည်နဲ့ရေချောင်းဟာရေချောင်းတင့်နေဆိုရင်9ရက်လောက်ကြာတယ်ရှင်း။တီဟိုနဲ့ဆိုရင်တော့9ရက်လောက်ကြာတယ်လို့ပြောတယ်။အဲဒါဆိုဇန်နဲ့လဲကြွားလာနိုင်တယ်လို့ရေချောင်းလည်းကြွားလာနိုင်တယ်။ရှင်မာမိန်နဲ့ကတော့တီဟိုကြွားတာရှင်းတယ်။ဇန်နဲ့ကြွားလာ။အခုရှင်သောနာတို့ရှင်ဥဒ္ဒရတို့ဘလို့ကြွားလာလဲဆိုတော့အတိအကျမသိဘူး။တို့တော့ကြွားလာတယ်။ကြွားလာတဲ့ကဘလူးကျွန်းကိုရောက်တယ်။ဘလူးကျွန်းကိုရောက်တဲ့ကအဲဘလူးကျွန်းမှာရှိတဲ့ဘလူးတွေကတထုံကဘယင်တွေကသာသမီမွေးပြီဆိုရင်အဲမီဘီအိုင်တွေသာသမီတွေတက်တက်စားတယ်။ တက်တက်စားတဲ့အတွက်အခုလေဒီဘုံကြီးနှစ်ပါးတို့တို့မတွေ့ဘူးပစ္စံတည်းလို့ဖြစ်နေမတွေ့ဘူးတဲ့အခါကျတော့ဒါဘလူးတွေဟန်ဆောင်လာတာပဲဆိုပြီးတော့မျိုးသူမျိုးသားတွေကဝိုင်းပြီးတော့ရိုက်မယ်နှက်မယ်လာတဲ့အခါကျတော့မဟုတ်ဘူးတကိုးတွေပြပြီးတဲ့အခါကျတော့သူတို့ကဖခင်ရဲ့သားတော်တွေဖြစ်တယ်ပေါ့အဲ့မှာဗြဟ္မာဇာလာတုတ်ကိုခေါ်တယ်ပြီးမှဘလောက်ထိကြွတန်းဝင်နေလဲဆိုပြောမယ်ဗြဟ္မာဇာလာတုတ်ခေါ်တယ်ပြီးတဲ့အခါကျတော့ဘာခက်ခဲရှိလို့တုံးဆိုအခုပြောတယ်ဘလူးတွေကတက်တက်စားလို့ဆိုတော့အဲ့ဒီမှာဘလူးတွေကြောက်အောင်ဆိုပြီးတော့မနှုတ်တိဟဖင်နှခွဆိုတာပဲ ဘလူးတွေတက်နှစ်သသုံးသကြီးတဲ့အကောင်ကြီးဖန်သင်းလိုက်တယ်လူဦးကောင်းနဲ့ရှင်သေးဖြစ်နှစ်ခွားနဲ့မနုဿတိယဖြစ်တော့အဲ့ဒီယုတ်တူကြီးကိုဖန်သင်းပြီးတော့ဘလူးကျွန်းလိုနေရာမျိုးပေါ့တော့မဟုတ်တထုံသူ့အနာဘုံမီးရဲ့အဆက်နေရာမျိုးမှာချထားတဲ့ကဘလူးတွေကနောက်ထပ်တက်မလာနိုင်အဲ့မှာကြီးညိုသွားတာအော်ကြီးညိုတဲ့အခါသူတို့ရဲ့တရားတော်တွေကိုနားယူကြတယ်ပေါ့ဗျ